စာဝေါ်ဟာရတွေကျွဲဖို့တစ်မိနစ်အတွင်းစလုံး၅လုံးမှတ်ရမယ့် challenge လေးလုပ်မယ်နော်။အရင်ဆုံး meticulous meticulous စစ်ဆက်တာအသေးစိတ်ဖြစ်တာကိုပြောတာပါ။ She is meticulous about her work. သူမကသူမရဲ့အလုပ်ကိုအသေးစိတ်တိတိကျကျလုပ်တယ်။ resilient resilient ဒီစကားလုံးကပြဿနာတွေကိုကြံ့ကြံ့ခံနိုင်တာ၊ဒဏ်ခံနိုင်တာမျိုးကိုပြောလို့ရပါတယ်။ He is resilient after challenges. သူကစိတ်ခုံမှုတွေကိုကြံ့ကြံ့ခံနိုင်တယ်။နောက်တစ်လုံး ambiguous ambiguous တွေးဟဖြစ်တာမပြတ်တာတာဟိုလိုလိုဒီလိုလိုဖြစ်တာမျိုးပေါ့နော် The teacher's instructions were ambiguous so student got confused ဆရာရှင်းပြတာတိတ်မရှင်းနေလို့ကျောင်းသားတွေရှုပ်ထွေးနေတယ် inevitable inevitable မလွဲအကံပဲမြေကြီးလက်ခတ်မလွဲတာကိုပြောတာပါ Marvel ကရေးကြည့်ရတဲ့သူဆိုရင်သိလိမ့်မယ် Thanos က I'm inevitable လို့ပြောပြီးလက်ဖြောက်တိလိုက်တဲ့အခန်းကိုလေ alleviate alleviate သက်သာတာပြပြောက်တယ်လို့အဓိပ္ပာယ်ရပါတယ် medicine can alleviate pain ဆေးကနာကျင်မှုကိုတတ်တာစေရင်ဒါဆိုရင်မေးခွန်းမိမယ်နော် award that means not clear can have many meanings ရဲ့အတိအပယ်ကဘာလို့ဖြစ်မလဲဆိုတာကို comment မှာရေးခဲ့ပြီးနော်